အသက်86နှစ်ရှိပြီဖြစ်တဲ့မြန်မာနိုင်ငံကကက်သလစ်ခရစ်ယာန်ဂိုင်းကျုပ်ကာဒီနယ်ရှားစ်မောင်ဘူဟာဧပြီ21ရက်ကကွယ်လွန်သွားတဲ့ပိုယမ်မင်းကြီးဖရန့်စ်ရဲ့နေရာကိုစက္ကန့်နိုင်တဲ့ယဟန်အမတ်တွေကတအုပ်အဖြစ်ထင်ကြီးပေးခံရပါတယ်တကယ်လို့များထင်ကြီးအတိုင်းဖြစ်လာခဲ့ရင်အာရှမှာပထမဆုံးပေါ်ထွက်လာမယ့်ပိုယမ်မင်းကြီးတပါဖြစ်လာမှာလို့ကာဒီနယ်ရှားစ်မောင်ဘူနဲ့နှိစက်တဲ့ရန်ကုန်မြို့ကကက်သလစ်ဖုန်းတော်ကြီးတပါက RFA ကိုမိန့်ပါတယ် ။ပုံရမင်းကြီးရဲ့ဆင်းမှာအာရှဆိုဖြစ်တာမရှိဘူး။ဒါအာရှတိုက်မှာပုံရမင်းကြီးတပါးတော်ဦးဆုံးရရှိလာမယ်ဆိုရင်တော့မြန်မာနိုင်ငံအတွက်တော်မို့အာရှတိုက်ရဲ့ဖရာရဲ့မျက်နှာပါပြီးခြင်းကိုပုံမခံစားရတယ်လို့တော့ကိုရောအလိုတော်မြင်တယ်။ကရီနယ်ချားစ်မောင်ဘူကို1948ခုနှစ်မှာသခိုင်းတိုင်းခင်ဦးမြို့နယ်မုံလကြီးရွာမှာမွေးဖွားခဲ့ပါတယ်။1986ခုနှစ်မှာဖုန်းတော်ကြီးတစ်ပါးဖြစ်လာပြီး1986ခုနှစ်မှာလာရှိုတာနာဦးစီမူ 1990ပြည့်နှစ်မှာလာရှိုးဂိုင်းအုပ်စတဲ့တာဝန်တွေကိုထမ်းဆောင်ခဲ့ပါတယ်။2003ခုနှစ်မှာတော့ရန်ကုန်မြို့ရဲ့ဂိုင်းကျုပ်သာနာရှင်အဖြစ်ခန့်အပ်ခံခဲ့ရပါတယ်။2015ခုနှစ်ဖေဖော်ဝါရီလ14ရက်မှာတော့ပုပ်ဟမ်မင်းကြီးဖရန်စစ်ကကာဒီနယ်ယဟန်မတ်ဖြစ်ဆက်လက်ခန့်အပ်ခဲ့ပါတယ်။မြန်မာနိုင်ငံမှာ2021စစ်တပ်အာဏာသိမ်းလိုက်တဲ့နောက်နိုင်ငံတော်ကမှလက်နက်ကင်ပြိပခါတွေဖြစ်ပွားနေတာနဲ့ပတ်သက်လို့သူကငြိမ်းချမ်းတဲ့နည်းနဲ့အဖြစ်ရှာဖို့တိုက်တွန်းခဲ့ပါတယ်။ပြိပခါတွေရှုံ့ငြိမ်းဖို့တခုတည်းသောနီလန်ကအားလုံး လက်နက်နဲ့တုံ့ပြန်တဲ့နီလန်းကိုဆွန့်လွတ်ပြီးငြိမ်းချမ်းတဲ့နီလန်းနဲ့အပြေချဖို့ပဲလို့2023ခုနှစ်ဒီဇင်ဘာလက RFA နဲ့မင်းမြန်ကတ်မှာကာရီနယ်ရှားစ်မောင်ဘူကမိန့်ကြားခဲ့ပါတယ် လက်နဲ့ကလက်နဲ့ကိုပုံများစီမဲ့ကြည်ဆံကကြည်ဆံကိုပုံများစီမဲ့အကျန်းဖက်ချင်းကအကျန်းဖက်ချင်းနဲ့တုံ့ပြန်လဲဆိုလို့ရှိရင်ပုံမှုပြီးတော့ကျန်းဖက်မှုတွေဖြစ်လာမယ်သူတို့ဟာအလုံးဟာဘယ်ဘက်ကပဲဖြစ်နေလဲအဖက်ဖက်ကလက်နဲ့ကင်တဲ့သူများအားလုံးဟာလည်းပဲလက်နဲ့များကိုချပြီးတော့အချင်းချင်းမိသားစုပဲသူတို့တိုက်ခိုက်နေတာကတခြားနိုင်ငံနဲ့မဟုတ်ဘဲနဲ့ညီကောင်မောင်နှမအချင်းချင်းတတ်ဖြတ်နေခြင်းဟာ တစ်ချက်နဲ့တိတ်ကူမှကျွန်တော်အနေနဲ့အဖြစ်ကဆိုးွားပါတယ်အဲကြောင့်မို့လက်နဲ့ဒီကိုချပြီးတော့ဒီညက်ဒန်းတူဆွေးနွေးနိုင်ကြဖို့ပြန်လဲပြီးတော့ညှိနှိုင်းကြဖို့တာဟဇာတာဖြစ်ဖို့ဟာအရေးကြီးဆုံးပဲဖြစ်ပါတယ်သူရဲ့ရည်ရည်ပြောဆိုချက်တွေကြောင့်ကာရီနယ်ရှားစ်မောင်ဘူဟာကက်တလစ်ဆရာတော်အတိုင်းဝိုင်းမှာထင်ရှားသူဖြစ်မြင်တွေ့ရတယ်လို့သူနဲ့နှီးဆက်တဲ့ရန်ကုန်မြို့ကကက်တလစ်ဖုန်းတော်ကြီးတစ်ပါးက RFA ကိုဆက်လက်မိန့်ကြပါတယ်ကာရီနယ်ကြတော့ဆရာတော်များအားလုံးကြားမှာတော့တော်တော်လေးကို ိတ္တမြင်တာလုံးတယ်လို့ပြောရမှာဒါလည်းဆိုရင်ကိုယ့်ရဲ့ဒီမြန်မာနိုင်ငံကြီးထုတ်တဲ့ပတ်တော်မှာအစားချတော့ချက်တော့ပုံမှုပါဝင်လှုပ်ဆောင်နေတာပေါ့လေသူကဘာသာရေးတမားတယောက်နေနဲ့သူဖျားရတာတမိတွေကိုဘယ်သူမှတော့သူကဆိုရှယ်မခန့်နိုင်ဘူးသူချေလုံးပြောနေအရာပါဆိုစစ်တမဖြစ်ဖို့ပေါ့စစ်တမဖြစ်ဖို့ဖြစ်ဖြစ်ချင်းကအာရရဆုံဆုံးချင်းပဲဆိုရလဲဒါပဲသူချင်းလဲငလင်တောင်းလည်းပဲသူငလင်နဲ့ပတ်သက်ပြီးတော့ဒါလေးတွေဝိုင်းဝန်းလုပ်ကြပါအဲငလင်ဥသာပေးကြကြပါစစ်ပစ်ကြပါလို့ ူကပုံမူပြီးတော့ပြောနေတယ်ဆိုတော့ပုံမူလှုပ်ရှားတယ်ဆိုတော့အဲ့လိုတော့ကိုမြင်တယ်ပေါ့လေကွယ်လွန်သွားတဲ့ပုတ်ရမင်းကြီး Francis ဟာ Roman Catholic အသင်းတော်ရဲ့266ဦးမြောက်ပုတ်ရမင်းကြီးဖြစ်ပါတယ်သူရဲ့ဇာမနာကိုလာမဲ့စနေနေ့မှာဗာတီကန်မှာကျင်းပဖို့ရှိပြီးအဲ့ဒီနောက်မှာတော့269ဦးမြောက်ဖြစ်လာမဲ့ပုတ်ရမင်းကြီးအသစ်ကိုအစီအစဉ်တကျဆက်လက်ရွေးချယ်သွားကြမှာလည်းဖြစ်ပါတယ်လက်ရှိအချိန်ထိကက်သလစ်ဖုန်းတော်ကြီးအဖွဲ့အစည်းမှာကာဒီနယ်ဖုန်းတော်ကြီး252ပါးရှိပြီး အဲ့ဒါက138ပါဟာပုံရဟမင်းကြီးရွေးချယ်ရမှာမဲပေးနိုင်ကြသူတွေဖြစ်ပါတယ်။ကာရီနယ်ရှားစ်မောင်ဘူဟာအများထင်ကြီးပေးတယ်လို့ပုံရဟမင်းကြီးနေရာကိုဆက်ခံခွင့်မရခဲ့ရင်တောင်မှမြန်မာပြည်ငြိမ်းချမ်းရေးအတွက်တွန်းအားပေးတာတွေဆက်လုပ်ဆောင်မယ်လို့ယုံကြည်ကြောင်းရှင်းပြနေကကက်တလက်ဖုံးတော်ကြီးတပါးကလည်းမိန့်ပါတယ်။ဖြစ်လိုက်ခဲလို့ရှိရင်တော့သူမြန်မာပြည်အတွက်အများကြီးလှုပ်ဆောင်ပေးမလို့မျှော်လင့်တာပေါ့နော်။လှုပ်နိုင်တယ်လို့ဆိုနေတာပေါ့နော်။ ဥရကဒင်းလာဟုတ်ပေါ့နော်အသက်မပြီးမချင်းပေါ့နော်ဆက်ပြီးတော့ဆောင်ရွက်မှာပေါ့နားတော့ဒီမြန်မာပြည်ကိုစနေနဲ့ကဒင်းနဲ့တပါနေနဲ့ဆောင်ရွက်သွားမှာတော့အဲ့ဒါတော့တိချတာပေါ့နော်ကာရီနယ်ရှားစ်မောင်ဘူဟာကွလွန်သွားတဲ့ပုံရမ်းမင်းကြီးဖရန်စစ်ရဲ့ဇာမနာကိုတက်ရောက်ဖို့ဧပြီ24ရက်မနက်မှာပဲရန်ကုန်မြို့ကနေအီတလီနိုင်ငံကိုထွက်ခွာသွားပြီဖြစ်ပါတယ်ခင်ဗျာ